ချင်းရအငွေအသက်တချို့နဲ့ချစ်စရာကောင်းတဲ့မနီလိုင်းရဲ့မင်္ဂလာဆောင်လေးခေါ်တော့မယ်လိုက်ခင်နော်ချစ်စရာကောင်းတဲ့သတို့သမီးလေးတော့ဆင်းလာပါပြီသတို့သမီးလေးရလေဒီလိုတိမ်ဆိုင်နေကြားထဲကနေအလိုဆင်းသက်လာတဲ့ပုံစံလေးပေါ့နော်မင်္ဂလာပွဲအစမှာသူရဲ့ရိုးရအတိုင်းပေါ့နော်တချင်းလေးနဲ့ချီးမွမ်းကြရတယ်အဲ့ဒီနောက်မှာတော့သတို့သားသတို့သမီးရဲ့ပေါ်ဝါလေးကိုလှက်လိုက်ပါပြီထိုင်စလီရဲ့ပြုံးပြုံးနဲ့အားကျနေမှုကိုကြည့်လိုက်ပါအောင်ရှင် လာတဲ့နဲ့ထက်နေရတော့ရှေ့စင်းနောက်စင်းပေါ့နော်ဒီနောက်မှာတော့မန်နီလန်ရဲ့အကိုကိုနီကိုလတ်စ်ကနေပြီးဒီပွဲရဲ့အသေးစိတ်ကအစာလိုက်လုပ်ပေးနေရလဲတွေ့ရတယ်လို့ stage ပေါ်မှာသူညီမလေးတို့ဖြောပြေးနေတဲ့အခါမှာတချင်းလေးကိုနားမလဲပေမဲ့ထပ်တော်တော်လေးဟတ်ထိခဲ့ပါတယ်能将根本能定那。 နီကိုလာစီရဲ့ဖြောဝေတင်ဆက်မှုကလေတတော်လေးဥမာနားထောင်လို့ကောင်းတယ်။ပြီးတော့မနီလန်လည်းမျက်ရည်မကျအောင်သူအတင်းစူးစမ်းနေရအောင်တွေ့ရခါမှာဘောင်တမနှစ်ယောက်ရဲ့အချက်တွေကိုလည်းမြင်ခဲ့ရပါတယ်။ ခုတစ်ခါမှာတော့ချင်းလူမျိုးတွေရဲ့ဒလိလို့ပြောရမလားနှစ်ဖက်မိဘတွေထုံညိထားတဲ့တစ်ဖက်တစ်ချက်စီကနေပြီးတော့သူတို့သားသူတို့သမီးကအဲပြန်ယူပြီးတော့မှအလေမှာ ပြန်ပြီးတော့မှပြီးထုံတာပေါ့နော်ချစ်စရာလေးပါနောက်ထပ်အစီအစဉ်လေးကတော့မနီလန်ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့သူ့ရဲ့ wedding song လေးကိုသူ့ကိုယ်ပိုင်တချင်လေးပေါ့နော်အတိတ်ပဲအများကြီးနဲ့ဖော်ညွှန်းထားတဲ့တချင်လေးဆိုတော့လေထဲရဲ့နားထဲမှာအခုထိဆွဲနေတော့မယ်ရောက်ခင်ရှိလူတွေရှိမှာ see shall la la de ka nga che lan dui nau pyan ma le bu kwa na ye phi ti mu dai ne si bon amor ချင်းအပြည့်စုံလေးကိုတော့ Moneyland YouTube Channel မှာသွားနာဆင်ဖို့ရပါတယ်။ဒါလေးကတော့နောက်ထပ်တစ်စုံသွားလဲပြီပေါ့နော်။ကောင်းမလေးချစ်စရာကောင်းနေတာ။ Hey အားချမနေနဲ့အပွားပေးမယ်။ဒုတိယတစ်စုံသွားလဲနေတဲ့အချိန်မှာကိုစော်ကြီးမငွေစင်လိုက်နောက်လာတင်ထားကြီးတို့ကဖျော်ဖြေပေးနေပါတယ်။ဒါလေးကတတော်သမီးလေးအတွက် surprise season လို့ပြောတယ်။ အဲ့ဒါလေးကတော့ဒီတတိုးသားဘက်ကမိသားစုဝင်တွေအားလုံးကတတိုးသမီးဘက်ကမိသားစုဝင်တွေအားလုံးကိုအာကြိုဆိုတာပေါ့နော်လုံးဝတစ်ဖက်တစ်ချက်စီမှာ family ကိုစီကိုစီရှိတယ်ဆွေပြမျိုးပြအဲမိတ်ဆက်တယ်လို့ပြောရမလားတတိုးသမီးလေးအတွက် surprise အစီအစဉ်ကတော့ဒီရောက်ခမနေပြီးတော့ချွေးမလေးအတွက်သူတို့ရဲ့ချင်းရိုးရပဝါလေးနဲ့ကြိုးစရာပေါ့နော်အဲတမိုးထားခံရတဲ့မြင်ကွင်းလေးကိုမြင်လိုက်ရပါတယ် now တထိုးသားကနေပြီးတော့ပန်းစည်းလေးနဲ့ကျိုးစူ ice tins လေးပါတော့ယူပြီ now ဆိုကြမယ်ပြောကြမယ်အစီအစဉ်လေးမတိုင်ခင်မှာတော့ကိုကျော်ထအောင်နဲ့ထက်နဲ့တချင်းဆိုဖို့တိုင်မယ်နဲ့ဒါမငွေစင်းတချဲမပိုးမီအာ now ကိုတန်ခွန်မမပိုးမီတယောက်အကြီးကျယ်အားပေးကေဒီမမမီကြီးတို့ရော ကိုဖြိုးမြအောင်တို့ရောကိုစွမ်းထအောင်တို့ရောအစုံပဲ နောက်ရွန်းတို့ကိုတန်ခွန်တို့ကိုတန်းငယ်တို့အာထတ်တို့ထိန်းချောင်းပေးတဲ့မမီပေါ့နော်တစ်ဖက်မှာတော့တယောက်တလဲစီကိတ်မို့ခွန်ကြွေးနေရူနေကြပါတယ်အဲ့ဒီနောက်ကိုဖြိုးမြအောင်ရဲ့ပြီးဆိုဖြိုးရမှုပါဖြစ်ပါတယ် ကိုတန်းငယ်မပိုးမီယွန်းနောက်ပြီးတော့ချက်နဲ့ကိုကျော်ထအောင်ကလည်းပန်းသီးချင်းလေးကိုဖြောပြခဲ့ပါသေးတယ်။

ဒီမှာပွဲစီစဉ်လေးကတော့ဒီလောက်ပါပဲမနီလန်နဲ့အကုန်နဲ့တဆုံနိုင်ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့စစ်တမ်းပေးလိုက်ပါတယ်